2022ခုနှစ်ဧပြီလ29ရက်နေ့မှာအကျဉ်းထောင်အရာရှိဖီကီကအကျဉ်းသားတို့ကိုဒေတာဆိုင်ရာတရားရုံးမှာစိတ်ပိုင်းဆိုင်ရာအကဲဖြတ်ဖို့ခေါ်ဆောင်သွားမယ်လို့သူ့ရဲ့အထက်ရရှိကိုပြောခဲ့ပါတယ်။အဲ့လိုမျိုးပို့ဆောင်တဲ့အခါမှာအကျဉ်းသားတယောက်ကိုအရာရှိနှစ်ဦးကခေါ်ဆောင်သွားရမှာဖြစ်လို့အခုလိုဖီကီတယောက်ထဲသွားတာကိုတစုံတရာမှားရနေတယ်လို့ထင်ခဲမိပေမဲ့သူမရဲ့အကြီးအကျယ်ရေးမှုရာတို့ကြောင့်သူ့ကိုဘယ်သူမှမတားမြစ်ခဲ့ကြပါဘူး။ ဖီကီနဲ့အကျဉ်းသားဘယ်တော့မှပြန်မလာတော့ဘူးလို့ရဲရီမတွေးမိခဲ့ကြပေမဲ့သူတို့ထွက်သွားတာ6နာရီကျော်ကြာသွားခဲ့ပါပြီ။အခြေအနေတွေကိုသဲလွန်စားရဖို့အတွက်ရဲကဖီကီနဲ့အတူထွက်ပြေးလွတ်မြောက်သွားတဲ့သူကိုစတင်ရှာဖွေမှုတွေပြုလုပ်ခဲ့ပါတယ်။ဖီကီနဲ့အတူထွက်ပြေးလွတ်မြောက်သွားတဲ့သူကအိမ်တွင်းအကြမ်းဖက်မှုတွေ၊နေအိမ်ကျူးကျော်မှုတွေ၊လူသတ်မှုနဲ့လူတအုပ်ကိုပစိန်နဲ့တိုက်ခိုက်မှုကြောင့်ထောင်တန်85နဲ့ကြာခံနေရသူ KC White ဆိုတဲ့သူပဲဖြစ်ပါတယ်။ KC White ကအသက်40လောက်တော့ရှိပါပြီ။ ဒီမတိုက်ခင်9နှစ်လောက်ကရဲတပ်ဖွဲ့က KCY ကိုထင်ရှားတဲ့အမှုတစ်ခုနဲ့ဖမ်းခဲ့ရပါအဲ့ဒီအချိန်တုန်းက KCY ကသူ့ရဲ့ချစ်သူကိုညှဉ်းပန်းနှိပ်စက်ပြီးတော့အသုံးချခဲ့တယ် KC ရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့လက်ကနေလွတ်မြောက်ဖို့အတွက်တငယ်ချင်းဖြစ်သူအိမ်မှာသွားနေခဲ့တဲ့ချစ်သူကို KC ကအဲ့ဒီအိမ်ကိုဖောက်ထွင်းဝင်ရောက်ပြီးတော့လိုက်လံတိုက်ခိုက်ခဲ့တာပါကံကောင်းစာနဲ့နှစ်ဦးစလုံးလွတ်မြောက်ခဲ့ပြီမဲ့လို့ KC ကအခင်းဖြစ်ပွားရနေရာကနေထွက်ပြေး သွားပြီးတော့ဘေးအိမ်ကကားကိုအတင်းအကျပ်ယူခဲ့တယ်။ရဲတွေလက်ကလွတ်မြောက်ဖို့အတွက်လည်းလမ်းကကားတွေတစည်းပြီးတစည်းကိုသူတားဆီးပြီးတော့အတင်းအဓမ္မယူခဲ့တယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ရဲတွေနဲ့ထိတ်တိုက်တွေ့ဆုံပြီးမှကိစီကိုဖမ်းဆီးရမိခဲ့တာပါ။သူ့ကိုစစ်ဆေးမေးမြန်းမှုမှလည်းဒီလူဘလောက်ယူတော့လဲဆိုတာကိုပိုမိုရှင်းလင်းစွာရဲတွေတွေ့မြင်ခဲ့ရပါတယ်။ ထောင်ကလူမြောက်ဖို့အခုဗီကီကူညီပေးခဲ့တဲ့ KC ဆွဲသူအကြောင်းကိုရှင်းရှင်းလင်းလင်းသိလိုက်ရပြီဆိုတော့ဒီလိုမျိုးလူတယောက်ကိုဗီကီဆိုတဲ့ထောင်မှုကဘာဖြစ်လို့အခုလိုလူမြောက်အောင်လုပ်ပေးလဲဆိုတာဖော်ထုတ်ရပါတော့မယ်ကီစီလိုလူမျိုးကထောင်နေရတွေအပြင်ဘက်မှာထပ်မံမြင်တွေ့ရဖို့မသင့်တော်တဲ့လူတယောက်လို့သတ်မှတ်ခံထားရတဲ့သူပါ။သူဒီလိုနဲ့အဖမ်းခံရပြီးတော့တနစ်ကြာသွားပြီးတဲ့နောက် ကီစီကတရားခံကိုဖော်ထုတ်လို့မရတဲ့လွန်ခဲ့တဲ့၄နှစ်ကလူသက်မှုတစ်ခုကိုပါထပ်မံဝန်ခံခဲ့ပါတယ်။အဲ့လိုဝန်ခံပြီးတဲ့နောက်မှာတော့တခြားထောင်ကိုပြောင်းရွှေ့ခဲ့ပါတယ်။အဲ့ဒီအမှုကိုရဲတွေကလုံးဝဖော်ထုတ်လို့မရပါဘူး။ကီစီသားသူကိုယ်တိုင်မဝန်ခံဘူးဆိုလို့ရှိရင်ဒီအမှုရဲ့လူသက်သမားကကီစီလို့တော့ဘယ်သူမှဆွဆွဲလို့မရပါဘူး။ဒါပေမဲ့လေလူသက်သမားကလွဲပြီးရောဘယ်သူမှမသိနိုင်တဲ့အသေးစိတ်အချက်အလက်တွေကိုကီစီပြောပြပြီးတော့သူကိုယ်တိုင်ဝန်ခံခဲ့တာလား။ အမှုစမ်းပြီးတော့စစ်ဆေးပြီးရဲ့အနောက်မှာအခုဒီ Vicky ပေါ့နော်အရာရှိလုပ်တဲ့ထောင်ကိုဒီ KC ကိုပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပါတယ်။ Vicky ကတော့အသက်56နှစ်ရှိပြီးတော့အရင်အိမ်တောင်နဲ့ကွာရှင်းပြည့်စဲတာနှစ်အတော်ကြာခဲ့ပါပြီ။သူမရဲ့စိတ်ရောကိုယ်ရောကိုအလုပ်ထဲမှာပဲနှိမ့်ညွတ်ပြီးနေလာခဲ့တဲ့သူတစ်ယောက်ပါ။ ။သူမကစံပြဝန်ထမ်းတူဖြစ်ပြီးတော့သူမရဲ့လုပ်ဖို့ခိုင်ဖက်များအကြမှာသူမရဲ့နာမည်ကောင်းကရေးပန်းစားခဲ့ပြီးသူမကိုကြည့်ရတာတော့သူမဘွားကိုသူမညင်းဝင်နေပြီးတော့အထီးကျန်ဆန်းတဲ့ပုံတော့ပေါက်နေပါဗျ။သူမပြောင်းလဲချင်နေပြီးတော့ KC အခုဒီသူလုံနေတဲ့အချင်းထောင်ကိုရောက်လာတဲ့အခါမှာတော့သူမဖြစ်ချင်တဲ့ဘဝပုံစံမျိုးကို KC ကပေးခဲ့တယ်လို့သူထင်ပုံရပါတယ်။သူတို့ နှစ်ယောက်တဖြည်းဖြည်းစကားတွေပြောလာပြီးတော့ဆက်သွယ်မှုတွေရှိလာခဲ့တယ်။သူတို့နာမည်နောက်မှာလဲထူးဆန်းစွာ white ဆိုတဲ့စကားလုံးကတူညီနေတဲ့အတွက်ကြောင့်အဲ့ဒီ white ကိုနှစ်သက်သဘောကျပြီးတော့ဒီလိုတိုက်ဆိုင်မှုကသူတို့အတူတူရှိဖို့အသက်မှတ်ထားတယ်လို့လည်းသူတို့ထင်မြင်လာကြပါဗျ။ ။သူမကအားလိုက်ရက်တွေမှာအရှင်လိုမဟုတ်ဘဲနဲ့တိတိတတ်တာပျော်ရွှင်နေခဲ့တယ်။စာရွက်တွေပေါ်မှာကြီးကျယ်ခမ်းနားတဲ့ယာတုနဲ့ဝန်ထမ်းဘဝကိုပိုင်ဆိုင်ထားပေမဲ့လို့ Vicky က KC အတွက်သူမရဲ့ခံစားချက်တွေနဲ့ဟိုပုံအပ်ပြီးတော့ KC ပေါ်မှာဆွဲလန်းလာပြီးတော့အနေရရှိတဲ့ဒီလိုမျိုးယာဇဝိကောင် KC နဲ့အားလုံးကိုစွန့်ပစ်ဖို့အတွက်အစဉ်သစ်ဖြစ်နေခဲ့ပါပြီ။ Vicky သူမရဲ့နေ့စဉ်ဘဝမှာခြုံပိတ်မိနေပြီးတော့သူမအတွက်အသက်ရှင်စရာဘာမှမရှိတော့ဘူးလို့ခံစားလာရပုံရပါတယ်။ တကယ်လို့သာ KC နဲ့ထွက်ပြေးနိုင်ခဲ့ရင်သူ့ရဲ့အရာအားလုံးကိုစွန့်ပစ်လိုက်ရရင်တောင်မှအနည်းဆုံးတော့စိတ်လှုပ်ရှားစရာကောင်းမှာပဲလို့သူထင်ခဲ့ပုံလဲပေါ်ပါတယ်။လူရာဒဲလ်မှာအမှုထမ်းနေစဉ် Vicky ကအကျဉ်းသားတွေပုံမှန်ကြီးခွင့်မရှိတဲ့ထောင်ရဲ့အစိတ်အပိုင်းတွေဖြစ်တဲ့ဥပမာလုံခြုံရေးကင်မရာတွေမရှိတဲ့နေရာမျိုးတွေပြီးတော့တခြားဝင်ရောက်ခွင့်ကန့်သက်ထားတဲ့နေရာမျိုးတွေကိုပါ KC ကိုပြသခဲ့ပါဗျ။အဲ့ဒီနေရာမှာသူတို့ဇုံတွဲဟာတယောက်နဲ့တယောက် ချစ်တင်းရောနှင်းခဲ့ပြီးတော့ထွက်ပြေးဖို့အစီအစဉ်ကိုလည်းတိုင်ပင်ခဲ့ကြတဲ့နေရာဖြစ်တယ်လို့အများစုကထင်မြင်ယူဆခဲ့ကြပါဗျ။အဲ့ဒီအချိန်မှာတော့ဖီကီတယောက်သူမရဲ့ဘဝတစ်လျှောက်လုံးမှာအဆိုးရွားဆုံးအမှားဖြစ်လာတော့မယ်ဆိုတာကိုသိခဲ့ဖို့တော့မရပါဘူး။သူတို့မလွတ်မြောက်ခင်တုံးရဲ့အလိုမှာစမ်းသက်ပြေးဖို့ပေါ့နော်လေ့ကျင့်ခဲ့တယ်လို့ယူဆရပါဗျ။ ်အချောင်းကအဲ့ဒီနေ့က KC တရားရုံးမှာတရားသူကြီးတယောက်နဲ့ချင်းဆိုထားခြင်းမရှိပေမဲ့ Vicky ကလုတ်ဖို့ကင်ဘတ်တွေကိုလိန်ညာပြောဆိုပြီးဒီသူကနေပြီးတော့ KC ကိုတရားရုံးကိုခေါ်သွားခဲ့မယ်လို့ပြောပြီးတော့သူမရဲ့လှည့်ကင်းကားပေါ်မှာနှစ်ယောက်စလုံး6မိနစ်ကြာထိုင်ခဲ့တဲ့အခြေအနေကို CCTV မှာရှာဖွေတွေ့ရှိခဲ့လို့ပါ သူတို့ကိုဘယ်သူမှလိုက်လံရှာဖွေတာတွေမေးမြန်းမှုတွေမလုပ်ဖဲနဲ့တတိတောင်မထားခဲ့မိကြတာဆိုတော့အဲ့ရဲ့အခြေအနေကိုသူတို့ကသိပြီးရဲ့နောက်မှာတော့သူတို့အစီအစဉ်ကိုအကောင့်ထဲဖော်ဖို့အတွက်ပြင်ဆင်မှုတွေလုပ်ဖို့အဆင်သင့်ဖြစ်နေခဲ့ပါပြီသူတို့မလွတ်မြောက်ခင်နှစ်ရက်အလိုမှာသူတို့ကသူတို့ထွက်ပြေးရအစီအစဉ်ကိုမှတ်စုပေါ့နော်စာရွက်လေးတွေပေါ်မှာရေးပြီးတော့တယောက်နဲ့တယောက်အပြန်အလှန်ဆွေးနွေးနေကြတာကိုလည်းကင်မရာပေါ်မှာထပ်မံတွေ့ရှိခဲ့ရပါတယ် ဒါပေမဲ့ဒီဗီဒီယိုကိုရှာဖွေတွေ့ရှိခဲ့တဲ့အချိန်ကအရန်ကိုနောက်ကျနေခဲ့ပါပြီ။ဒီလိုနဲ့ April 29ရက်နေ့2022မှာတော့အရာအလုံးကသူတို့အတွက်အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ Vicky ကအချင်းတောင်မှအကြီးတန်းယာတို့ကိုကင်ဆောင်ထားပြီးအခွင့်ကောင်းယူလို့ရတဲ့အခွင့်အာဏာအချို့လည်းသူ့မှာရှိပါတယ်။အဲ့ဒီနေ့မှာလက်ထောက်9ယောက်ကအချင်းသား7ယောက်ကိုတရားရုံးကိုပို့ဆောင်ရန်စီစဉ်ခဲ့ကြတာပါ။အဲ့ဒီတုန်းကတော့မသိခဲ့ကြဘူး။နောက်တော့မှ Vicky ကသူ့မှနောက်ဆုံး အရာရှိအနေနဲ့ကြံပြီးတော့နေရခဲ့တယ်ဆိုတာထင်ရှားတယ်။ဒါမှမဲသူကကေစီကိုစိတ်ကျမ်းမာရေးအကဲဖြတ်ကိုသူတယောက်တည်းခေါ်ဆောင်သွားလို့ဖြစ်မှာလေ။အဲ့ဒီနေ့ကလည်းသူတယောက်တည်းပဲအထက်လူကြီးကိုကြံခဲ့တဲ့အတွက်ကြောင့်ကီစီကိုသူသွားပို့မယ်ဆိုပြီးတော့ပြောပြခဲ့တယ်လို့သိရပါဗျ။ဒီလိုနဲ့စောင့်ကြည့်မှတ်တမ်းကိုအဲ့ဒီနေ့ရဲ့ပေါ့နော်ဒီအခြေအနေတွေကိုကြည့်လိုက်တဲ့အခါမှာတော့တခခုဖြစ်မယ်ဆိုတာသိတာနေခဲ့တဲ့ပုံစံတွေကိုတွေ့ခဲ့ရပါဗျ။ပုံမှန်ဆိုရင်ရဲတွေက အကျဉ်းသားတွေရဲ့အနောက်မှာနေရမယ်လုံထုံးလုံကြီးရှိခဲ့ပေမဲ့ CCTV မှတ်တမ်းမှာဆိုရင်သူမဟာ KC ရဲ့အရှိမရှိနေတဲ့အတွက်သူ့ကိုအနောက်ကနေ KC ဘာမှမလုပ်ဘူးဆိုပြီးတော့ယုံကြည်နေချောင်းပြသခဲ့တဲ့အခြေအနေပါသူတို့ပြောက်နေတာတတိထားပြီးတော့6နာရီလောက်ရှိသွားခဲ့ပါပြီ။ထောင်ကနေတရားရုံးကိုဖုန်းခေါ်ဆိုပြီးတော့အာဒီ KC တို့တွေဒီအချင်းထောင်မှာစိတ်အကဲဖြက် မှုပေါ့လုံမယ်လို့ဆိုပြီးထွက်သွားတယ်။အဲတော့ရောက်ပြီလားလို့ဖုန်းဆက်တဲ့အခါမှာတော့အဲ့ဒါလို့ချင်းဆိုထားမှုမရှိချောင်းသိခဲ့ရပါတယ်။အာနာပိုင်တွေကသူတို့ယူသွားတယ်လှည့်ကင်းကားပေါ့နော်ဘယ်ကိုသွားလဲဆိုတာကိုဘယ်လိုမှရှာမရဘူးဖြစ်နေခဲ့တယ်။ Jerry ကလည်း Vicky ရဲ့အိမ်မှာတဲလွန်စရှာထွေးဖို့စူးစမ်းခဲ့ပြီမြင်သိလိုက်ရတာက "तू မမအိမ်တော်မှမရှိတော့ပါဘူး။ तू အခုလိုမလုပ်ခင်လာပိုင်းအလိုလောက်က तू မက तू မမိဘနှစ်ပါးနဲ့ပြောင်းရွှေ့နေထိုင်ခဲ့ရလို့သိရပါတယ်။" အဲ့နောက်တော့သူမကသူမရဲ့အိမ်ကိုအလွန်ဈေးသက်သာစွာနဲ့ရောင်းချခဲ့ပြီးတော့သူမရဲ့အစီအစဉ်ရဲ့တစိ့တစ်ပိုင်းအနေနဲ့မော်တော်ယာဉ်တွေတနက်တွေတန်တရားဖြစ်ပွဲအကောင်းဆုံးအမျိုးသားအဝတ်အစားတွေကိုပါဝယ်ယူခဲ့တာပါဒါကိုကြည်ချင်းအဖြစ်ဗီကီကလုံးဝပြန်လာဖို့ရွယ်ချက်မရှိဘဲနဲ့ KC နဲ့ဘဝတစ်ကိုစတင်ဖို့အဆင်သင့်ဖြစ်နေပြီဆိုတာရဲရဲအတွက်ပထမအဦးဆုံးခံမှန်းမိခဲ့ရပါတယ်။သူတို့ထွက်ပြေးသွားခဲ့တဲ့အခါယူသွားတဲ့ဒီရဲကားကိုဒီသဆိုင်ရာဇေဝဆန္ဒတစ်ခုမှာစွန့်ပစ်ထားတာကိုသိသိရမိခဲ့ပါတယ်။ သူတို့လွံ့မြောက်နေတာနှစ်ရက်ညောင်းနေမှာတော့ Vicky ရဲ့မိသားစုဇီကနေပြောဆိုချက်တစ်ခုကိုသူတို့ရရှိခဲ့တယ်။အဲ့ဒါတော့ Vicky ကတခြားဖုန်းနံပါတ်တစ်ခုနဲ့ငှားရဲထားတဲ့တူလောင်ခန်းတခန်းကို တွေ့ရှိခဲ့ရပြီးတော့အဲ့နံပါတ်အစ်စ်ကိုခြေရခံဖို့အစွမ်းကုန်စူးစမ်းနေပေမဲ့ရဲရီပါတစ်ခုမှမရရှိခဲ့ပါဘူး။ Jerry လည်းဆွန့်ပစ်ထားတဲ့လက်ကင်းကားကိုတွေ့ရှိခဲ့တဲ့ shopping mall ကိုပြန်လည်သွားရောက်ပြီးတော့ဖြစ်နိုင်ခြေရှိတဲ့စောင့်ကြည့်မှတ်တမ်းများအားလုံးကိုကြည့်မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချခဲ့ရပါတယ်။ သူတို့အခုလို truck မပြေးခင်ရက်အနေငယ်လို့မှ Vicky တယောက်အနားမှာရှိတဲ့ကားပါကင်မှာကားတစ်စီးလာရောက်ရက်ထားတာကိုတွေ့ရှိခဲ့ရပါတယ်။သူလာထားတဲ့ကားကသူမပုံမှန်စီးနေကြကားမဟုတ်ပါဘူး။အစောပိုင်းရက်အနေငယ်ကသူမဝယ်ယူထားတဲ့က2007 Ford H ကားဖြစ်ပြီးတော့သူတို့ထောင်ထဲကနေထွက်လာပြီးတဲ့နောက်အဲဒီကားနဲ့ truck ပြေးကြတာဖြစ်မယ်လို့ Jerry ကစဉ်းစားခဲ့ကြပြီးတော့ကားရက်နားရနေရာကိုပြန်လည်သွားရောက်ပြီးတော့ကြည့်တဲ့အချိန်မှာတော့ သူတို့အခုနကထွက်ပြေးတယ်လို့ထွက်ပြေးရင်သုံးမယ်လို့ယူဆရတဲ့ကားကအဲ့ဒီနေရာမှာပဲရှိနေသေးပါတယ်။အဲ့တော့ဖီကီကသူတို့အခုလိုကြည့်မှလဲချူတင်တိနေတဲ့အတွက်ကြောင့်လှည့်စားခဲ့ပြီးတော့အခုလိုထားခဲ့တယ်ဆိုတာကိုဖီကီနဲ့ကေစီလွှမ်းမြောက်နေတဲ့၅ရဲမြောက်နေမှာသူတို့သဘောပေါက်လိုက်ကြပါတယ်။ဒီလိုနဲ့သူတို့ရဲ့တခုတည်းသောသဲလွန်စားကိုလည်းထပ်မံဆုံးရှုံးခဲ့ရပါတယ်။ မင်းမြင့်အတွင်းတခြားကားတစ်စီးကိုယူသွားခဲ့ပုံရတယ်လို့ရဲတွေကယူဆပြီးတော့တခြားသဲလွန်စားတွေကိုခြေရခံခဲ့တဲ့အခါမှာတော့အဲ့ဒီနားမှာရှိတဲ့အိမ်ပိုင်ရှင်တဦးကသူတို့အိမ်နားကိုရောက်ရှိလာတဲ့အမျိုးသားတဦးကိုသူပိုင်ဆိုင်ထားတဲ့ Ford F150 pickup ကားကိုရောင်းချခဲ့ကြောင်းပြောကြခဲ့ပါတယ်။သူပြောတဲ့နေ့က Vicky နဲ့ Casey ပျောက်ဆုံးသွားတဲ့နေ့ပါပဲ။ကောင်းယူသွားတဲ့သူဟာအရက်6ပြီကိုလက်မဝင်းကျင်ရှိပြီးတော့ရဲတွေပြထားတဲ့ပုံတွေကအလူပါပဲလို့သူကပြောပြပေးခဲ့ပါတယ် အခုရဲတွေလည်း Ford F150 ကိုရှာပြီးတော့ဒီရှာဖွေမှုကိုဆုံးသက်ရမှာဖြစ်ပါတယ်။၆ရက်မြောက်နေ့မှာတော့ Indiana ကရေးစည်းတယ်ပေါ့နော်။ပိုင်းရှင်တယောက်ကထူးဆန်းတဲ့အရာတစ်ခုကိုသတိထားမိခဲ့ပါတယ်။ Ford F150 တစ်စီးက base ဆိုတဲ့ကားရေးစည်းလုပ်ငန်းလုပ်တဲ့အနားမှာပုံမှန်မဟုတ်ဖ ೇನೆ အချိန်တော်ကြာရပ်ထားခဲ့ပြီးတော့ကားကိုဆွန့်ပစ်ထားတဲ့ပုံလဲပေါက်ပါတယ်။ကားရေးစည်းလုပ်ငန်းသားမှရှိတဲ့ CCTV ကင်မရာ ကပေါ့ရိုက်ကူးထားတဲ့မှတ်တမ်းကိုကြီးရှုစစ်ဆေးပြီးရဲ့နောက်တွေ့ရှိခဲ့ရတဲ့အရာကရဲတွေကိုတရားခဏအုပ်ကိုဖမ်းဆီးရမိရဲ့အတွက်ကုညီယာမှာအသေးချာဖြစ်ပြီဆိုတော့ပိုင်ရှင်က911ကိုဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်နောက်တစ်နေ့မှာတော့ရဲရီရောက်လာပြီးတော့ကားရီစီတဲ့နာဂါကားကိုဆက်တင် စစ်ဆေးရှာဖွေခဲ့ပါတယ် CCTV မှာမြင်ရတာက KC က 84F150 ကားပေါ်ကနေထွက်လာပြီးတော့သူက Vicky ကိုစောင့်နေတယ် Vicky ကတခြားကတစ်စီးကိုမောင်းလာခဲ့ပြီးတော့ KC ကသူတို့ pickup ကားကိုထားပြီးတော့ကားတစ်ပေါ်ကိုတက်သွားခဲ့တာပါကားပုံစံကိုတွေးရှိခဲ့ရပေမဲ့ကားနဲ့မပြားနဲ့အိတ်ကားကဘယ်ဘက်ကိုမောင်းထွက်သွားလဲဆိုတာကိုတော့လုံးဝခံမှန်းလို့မရအောင်ဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့၁၇ရက်မြောက်နေ့ကိုရောက်လာခဲ့ပြန်ပါပြီ အဲ့ဒီနေ့မှာတော့ရဲအရာရှိတို့က Model 41ရဲ့အပြင်ဘက်မှာရက်ထားတဲ့ကားကသူတို့ရဲတွေလိုက်ရှာနေတဲ့ Catalytic ကပုံစံမျိုးဖြစ်နေတာကြောင့် license နံပါတ်ပြကိုအလင်းအမြန်ပဲမှတ်ထားလိုက်ပါတယ်။ပြဿနာကကားရဲ့ CCTV မှာတွေ့ရတဲ့ Catalytic ကားကိုသူတို့ကားကိုပဲတွေ့ရပြီးတော့ license နံပါတ်ပြကိုမမြင်ခဲ့ရတာကြောင့်တူညီတဲ့ဂျင်ဟုတ်မဟုတ်ကိုတော့မသိနိုင်ခဲ့ပေမဲ့အခုတွေ့ရှိတဲ့ လိုင်စင်နံပါတ်ပြားကိုပဲခြေရခန့်ကြည့်လိုက်တဲ့အခါမှာတော့ Model 41မှာရှိတဲ့ကားကသူတို့ရှာနေတဲ့ကားဖြစ်မယ်ဆိုတာကောက်ချက်ချနိုင်ခဲ့ပါတယ်။ပြမဆုံးအနေနဲ့ model white မှာဒီ view ဟာမြောက်အမီယာတွေကိုရှာဖွေပြီးတက်နိုင်သလောက်အဆောင်တွေ model car တွေကိုချထားလိုက်ပါတယ် အခန်း135မှာ TV ကြည့်နေတဲ့ Vicky နဲ့ KC တို့ကလည်း4150ရှာဖွေတွေ့ရှိတဲ့တင်းကိုမြင်လိုက်ရပြီးထိတ်လန့်သွားကြတယ်ထင်ပါတယ်။ Vicky ကဟိုတယ်အခန်းကနေထွက်လာပြီးတော့သူတို့ရဲ့ Catalyst ဒီကားရဲကိုအိတ်တလုံးကိုပြစ်တင်လိုက်တာကိုတွေ့ရပါတယ်။အဲဒီနောက်မှာတော့ KC ကသူ့နောက်ကနေလိုက်လာပြီးတော့ကားမောင်းတဲ့ဘက်ကိုဝင်သွားတယ်။သူတို့မျက်နှာအကြီးအကျယ်ပြက်နေပေမဲ့ရဲတွေကဒီလူက KC White ဆိုတာကိုတော့အသေးချာမှတ်မိနေပါတယ်။ ကေစီကားကိုမောင်းနှင်သွားပြီးတော့ရဲတွေကသူတို့နောက်ကိုလိုက်သွားပါတယ်။ထိတ်တန့်ရင်ဆိုင်မှုတွေကိုရှောင်ရှားဖို့ကြိုးစားခဲ့လေရဲတွေလိုက်နေတာကိုကေစီနဲ့ဖီကီရိုကသတိထားမိပုံပေါ်ပါတယ်။ဒီလိုနဲ့ကားမောင်းတဲ့ကီစီက US Highway 41ကိုကွေ့လိုက်ပြီးတော့ရင်ကျောတွေကိုလည်းဖြတ်သွားတယ်။လမ်းမှာတွေ့တဲ့ကားပါကင်ကိုလည်းဖြတ်သွားပြီးတော့လွမြောက်ဖို့အတွက်အချိန်ပြင်းပြင်းနဲ့လေခွင့်မြင့်တစ်ခုကိုဖြတ်ကျော်တဲ့အခါမှာသူတို့တွေတစုံတစ်ခုကိုဝင်တိုက်မိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ911ရဲထဏာမှာလဲ fake phone call ဆိုတာကိုလက်ခံရရှိနေပါတယ်။အဲဒီနောက်မှာတော့သူတို့တွေဖုန်းထဲမှာကြားရတဲ့အတန်အရာဆိုလို့ရှိရင် KC ကို fake ကအကားရက်ခိုင်းနေခဲ့ပြီးတော့အဲ့လိုပြောနေတော့မှာပဲကားမှောက်သွားခဲ့တဲ့ပုံပေါ်ပါတယ်။ KC ကိုငါတို့ဟိုတယ်မှာပဲနေတဲ့နဲ့ကားနဲ့ထွက်မလာသင်ဘူးလို့လဲ fake ပြောဆိုနေတဲ့ကြားခဲ့ရပါတယ်။ကားရက်က KC ထိခိုက်မှုမရှိဘဲထွက်လာပြီးတဲ့နောက်ရဲတွေသူ့ကိုလက်ထိတ်ခတ်လိုက်ပါတယ်။ ။ Vicky ကလိုခဲ့တဲ့နှစ်ပတ်ခန့်တုန်းကတော့သူမကလူအဖွဲ့အစည်းရဲ့ထင်ရှားတဲ့ထောင်အရာရှိတူဖြစ်ခဲ့ပေမဲ့သူမအခုလိုထွက်ပြေးတိမ်းရှောင်နေတဲ့ရာဇဝတ်ကောင်အနေနဲ့တော့အားလုံးကသတ်မှတ်ခဲ့ပြီးကြပါပြီ။ကားထဲမှာဖီကီတတိလစ်နေပြီးတော့ဒဏ်ရာအပြင်းထန်စွာရထားပါဗျ။သူမဦးကောင်ကိုတနက်နဲ့သူမကိုယ်တိုင်ဖြစ်ခဲ့တာလို့ KC ပြောပြခဲ့ပြီးတော့ရဲတွေကတွေ့ရှိတဲ့အချိန်မှာလည်းသူမရဲ့လက်ချောင်းတွေကတနက်ကိုကင်ထားလျက်အနေထားနဲ့တွေ့ရှိခဲ့ရပါဗျ။ အဲ့ဒီနေ့နောက်ပိုင်းမှာ Vicky အနီးနားမှာရှိတဲ့ဆေးရုံတစ်ခုမှာကွဲလွန်ခဲ့ပါတယ်။သူတို့နှစ်ယောက်လွတ်မြောက်ပြီးရဲ့နောက်သူတို့နှစ်ယောက်ရဲ့ဘဝကိုဘာရီစီစဉ်ထားလဲဆိုတာကိုတော့အခုတတိဘယ်သူမှမသိနိုင်ခဲ့ပါဘူး။ KC တယောက်ကတော့လုံငိမ့်ချမ်းသာခွင့်ရှောက်ထားခွင့်ကိုသူအသက်68နှစ်လောက်မှရှောက်ထားခွင့်ရမှာဖြစ်ပြီးတော့လူတွေအားလုံးကတော့သူ့လိုကြောက်စရာကောင်းတဲ့လူကိုသူတည်ဆုံးတဲ့နေ့အထိလမ်းမပေါ်မှာပြန်လဲမရောက်ရှိလာဖို့လဲမျှော်လင့်နေကြပါတယ်